ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့အသင်းရဲ့ကျွန်တော်တို့လက်ရှိဒါ Jason Jason Wilcox ပေါ့နော် sorry ဆိုတော့ Omar Parada ပေါ့နော်။ Omar Parada CEO ဖြစ်သူကတော့မနေ့ကကျွန်တော်တို့ဒီ ASEAN All Star နဲ့ကံကြတဲ့ပွဲမတိုင်ခင်မှာပေါ့နော်။အသင်းအနေနဲ့နွေရာသီအပြောင်းအရွှေ့ပလန်နေနဲ့ပတ်သက်လို့သူ MUTV ကိုသူပြောထားတာတွေကျွန်တော်တို့ရှိတယ်။ဒါကျွန်တော်တို့ကြားထဲမှာဆွေးနွေးဖို့ကောင်းတဲ့အချက်ကလေးတွေပါတယ်။ဆိုတော့နွေရာသီပြောင်းရွှေ့ပလန်နဲ့ပတ်သက်ပြီးတော့သူဘာတွေပြောထားလဲဆိုရင်ပထမဆုံးကတော့သူကတော့ ဟိုကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘာလုပ်မလဲဆိုတဲ့ plan တွေကိုအတိအကျအသေးစိတ်တော့ချပြပြောပြလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော်တို့အနေနဲ့လာမယ့်လာပေါင်းများစွာအတွက်ကျွန်တော်အစီအစဉ်တွေတည်ချာချထားတာတွေကျွန်တော်ရှိတယ်ပေါ့ဗျာဟိုဘလို့အချင်းကြီးမျိုးတွက်မဆိုကျွန်တော်တို့ကကြိုတင်ပြင်ဆင်ပြီးသားတွေရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိမှာဘာတွေဆက်လုပ်ရမလဲကောင်းကောင်းသဘောပေါက်နေတယ်ပေါ့ဗျာဘလို့အချင်းကြီးမျိုးတွက်မဆိုဆိုတာမျိုးက Champions League ဝင်ခွင့်ရရင်ငါတို့ဘလို့ plan နဲ့အပြောင်းအရွှေ့မှာကြိုးပမ်းမလဲ ချန်ပီယံစ်လိဝင်ခွင့်မရခဲ့ရင်ဘလူးပလန်နဲ့ငါတို့ကြိုးပမ်းမလဲဆိုတဲ့ဟိုအချိန်ကြီးအမျိုးမျိုးတွေသူတို့ကြိုတင်ပြင်ဆင်ထားကြတာပေါ့နော်ဒါကြောင့်လက်ရှိလို့တင်မှာတော့ကျွန်တော်တို့၈ဆဘာလို့ရမလဲသဘောပေါက်ထားပြီးပြီပေါ့နော်ဒါအပြင်ကျွန်တော်တို့မှာအပြောင်းရွှေ့ရာသီတွေမှာအတင်းရဲ့လူစရင်းနဲ့ပတ်သက်လို့ဘယ်နေရာတွေတိုးတက်အောင်နော်ဘယ်နေရာတွေကိုငါတို့အားဖြည့်တင်တယ်လဲဆိုတာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့မှာရှင်းရှင်းလင်းလင်း idea တွေကျွန်တော်တို့ပေါ့နော်ရှိနေတယ်ဒီအတွက်လည်းပဲအတင်းရဲ့နီးစနစ်ဒါရိုက်တာ Jason Wilcox ရဲ့ဒါနီးပြဖြစ်တဲ့ Ruben Amorino တွေက ကျွန်တော်ပြီးခဲ့တဲ့လာပေါင်းများစွာမှာအတူဆွေးနွေးပြီးတော့ပလန်ညီချအစီအစဉ်ညီချအဲ့ဒီလုပ်ခဲ့ကြတာပေါ့နော် အခုကတော့ကျွန်တော်အနေနဲ့အဲ့ဒီပလန်ညီကိုအံဝင်ခွင်ကြဆိုလို့ဒီအထမြောက်ဖြစ်အောင်ကျွန်တော်ကြိုးပမ်းမဲ့အချိန်ရောက်ပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီအသင်းပေါ့နော်ကျွန်တော်ရှိတဲ့အမြင့်ဆုံးနေရာကိုပြန်ရောက်နိုင်ဖို့အတွက်ဒီပလန်ညီကို ကောင်းကောင်းအသုံးချမဲ့နေရာအကောင့်ထဲပေါ်မဲ့အချိန်ကိုရောက်ပြီဆိုပြီးတော့သူပြောသွားတယ် တော့အသင်းကຫນွေရာသီအပြောင်းအရွှေ့အတွက်ပလန်နီစီစဉ်ပြီးသားပေါ့ဗျာဆိုတော့အသင်းကဒါမျိုးဖြစ်နေရမှာဒါမျိုးဖြစ်နေရမှာဆိုတော့ကျွန်တော်တို့ကຫນွေရာသီအပြောင်းအရွှေ့ကြမှာဟိုဟာလုံးမဲ့ဟိဒါလုံးမဲ့ဟိကျွန်တော်တို့နေနေပေါ့နော်သွားလို့မရဘူးအသင်းကကျွန်တော်တို့နှမျိုးနှစ်ခုအတွက်ပြင်ဆင်ထားတာကောင်းတဲ့အရာပဲ Champions League ဝင်ခွင့်အတွက်ကျွန်တော်တို့မှာ chance ရှိခဲ့တယ် Europa League Final လည်းကင်ရမယ် Okay ဝင်ခွင့်ရတယ်ဆိုရင်ဝင်ခွင့်ရခဲ့တယ်ဆိုလို့ရင်ကျွန်တော်တို့မှာအဲဘယ်လိုပြောမလဲငွေတွေရလာမယ် ငွေတွေရပြီဆိုတာနဲ့ Champions League ဝင်ခွင့်လည်းရပြီဆိုတာနဲ့ကစားသမားတွေကပူပြီးတော့ကောင်းတဲ့ quality ရှိတဲ့ player တွေကိုခေါ်နိုင်မှာဆိုတော့ငါတို့ Champions League ဝင်ခွင့်ရခဲ့ရင်ဘယ်လို quality နဲ့ကစားသမားတွေဘယ်သူတွေကိုခေါ်မယ်ဆိုတဲ့ plan တွေရှိပြီးသားအကယ်လို့မြန်ငါတို့ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ဘာဆက်လို့မလဲဆိုတဲ့ plan တွေလည်းသူတို့မှဆွဲခဲ့ပြီးသားလွန်ခဲ့တဲ့လတွေကလေးက season ကြခဲ့ပြီးသားပေါ့ဆိုတော့ငွေလည်းကျွန်တော်အချက်တဲတွေအကန့်တဲတွေရှိလာမယ် Champions League ဝင်ခွင့်မရတဲ့အတွက် quality player တွေကြီးပဲနေရာတိုင်းမှာအားဖြည့်ချင်တာမျိုးတွေကအကောင့်တဲပို့ဖို့အတွက်လွယ်ချင်မှလွယ်လာမယ်။ဒါမှမဟုတ်ဆိုတော့အသင်းကအဲ့ဒီအခြေအနေအတွက်လည်းပြင်ဆင်ထားတယ်ဆိုတဲ့သဘောပဲ။လွန်ခဲ့တဲ့လပေါင်းများစွာဒီသူတို့တည်တည်ချာချာစနစ်ချပြင်ဆင်ကြခဲ့ပြီးတော့ အခုကတော့နွေရာသီအပြောင်းအရွှေ့လည်းရောက်ပြီဆိုတော့ဗောနော်အဲ့ဒီ plan တွေကိုအကောင့်တဲပို့ဖို့ပဲကျန်တော့တယ်ဗော။ဒီနေရာမှာဗျာအခုဆိုလို့ရှိရင်တိုက်စစ်မှုနေရာကိုကျွန်တော်တို့ဥပမာကြည့်ကြည့်ဗော။တိုက်စစ်မှာကျွန်တော်တို့ Liam Delap ကိုကျွန်တော်တို့ခေါ်ဝေကျူးပန်းတာဘာလို့လဲဆိုတော့ Champions League ဝင်ခွင့်မရတဲ့အတွက် ငွေကြီးအကန့်အသတ်တွေဖြစ်နေတဲ့အခြေအနေမျိုးမှာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ Victor Gyokeres တို့ Osimhen တို့ကလည်းဆိုတော့တန်း80လောက်ထိကုန်မဲ့အခြေအနေမျိုး Champions League ဝင်ရမှကစားခြင်းတဲ့ player တွေမျိုးဖြစ်နေတဲ့အခြေပုံစံမှာ D-Lab ကိုပဲကျွန်တော်တို့ကဦးစားပေးခေါ်ပြီးကြိုးပမ်းနေတာပြည်ထနာက D-Lab တောင်မှ Chelsea ကိုပြောင်းဖို့အတွက်ပို့ပြီးတော့နှိစက်နေပြီး United ကိုပြောင်းမယ်ဆိုတာထက်ဆိုတော့ဒါဟာအသင်းတို့အခက်ခဲပဲ ။ဒါအသင်းဘက်ကဒါတွေကိုလည်းသူတို့ကောင်းကောင်းတွေးထားမယ်လို့ကျွန်တော်ထင်ပါတယ်။ပလန်နေတာရှိတယ်။လွန်ခဲ့တဲ့လာပေါင်းများဆိုတော့တည်တည်ချာချာတာစီစဉ်နေသလိုရှိရှင်ပေါ့နော်။ဒါပေမဲ့လို့အခုလက်ရှိပြနေတာက Jason Wilcox တို့ဘာလို့က Manchester City Academy မှာအလုပ်လုပ်ခဲ့တဲ့သူတွေ၊ Uma Parada တို့ဘာလို့က Manchester City Academy မှာအလုပ်လုပ်ခဲ့တဲ့သူတွေဆိုတော့ D-Lab လိုမျိုး Manchester City ကစားမဟောင်းကိုသူတို့ကပို့ပြီးတော့လိုချင်မှာပဲ။ Champions League ဝင်ခွင့်ကလည်းမရတော့တန်း30လောက်ပဲကုန်မဲ့ဒီတိုက်စစ်မှုကိုသူတို့ဥစားပြီးခေါ်ချင်မှာပဲ။အဲဒီမဲ့လို့အခုကကိုတင်းကရဖို့မရှိဘူးဆိုတော့ ကျွန်တော်တို့ဘယ်သူကိုဆက်ပြီးတော့ခေါ်မလဲတိုက်စစ်မှုနေရာမှာသူတို့ဒီလက်မရှိရင်ဒီလက်အစင်မပြေငါတို့ဘယ်သူကိုခေါ်မယ်ဆိုတဲ့ပလန်မျိုးချထားတယ်ဒါတွေကတော့ကျွန်တော်မြင်ရမှာပဲဒါကြောင့်ဘောနအတင်းဘက်ကတော့အပြောင်းရွှေ့တွေကသူ့ပလန်နဲ့သူရှိပြီးသားဆိုပြီးတော့ကျွန်တော်ပြောထားတယ်တော့အခုလည်းပဲ Matthias ကိုညာကိုပေါင်62.5တန်းနဲ့ကျွန်တော်ဒါအရခေါ်ဖို့အတွက်အချိန်ကြီးကောင်းနေပြီစိတ်စစ်မှုတွေပြီးတာနဲ့ နေ့တင်ကြောင့် official ကြီးညာချက်ဒီကျွန်တော်စောင့်မှုပဲကျွန်တော်ကျင်တော့တာတိုက်စစ်ကအမှန်ကန်သူတို့အနေနဲ့ပေါ့နော်ပြောင်းလဲဖို့လုပ်နေတာဆိုတော့တိုက်စစ်မှုစစ်စစ်နောက်ထပ်နေရုနဘတန်အံပွဲမှုဒါတွေကိုကျွန်တော်မြင်ရဖို့အတွက် ကြည့်ရမှာပေါ့လေဆိုတော့နွေရာသီအပြောင်းအရွှေ့မှာအတင်းရဲ့အလုပ်လုပ်ပုံတွေအတင်းဘက်ကတကယ်ထိအောင်မလားကျွန်တော်ကြည့်ရမှာပဲ MOD နေကတော့ဟို press conference တွေမှာကျွန်တော်တို့မှာ FF FFBC မီနီရှိတယ် PSR you know စီမီနီကျွန်တော်ရှိတယ်ဒါတွေကိုမချိုးဖောက်ဖို့လိုတယ်ဒီအတွက်လည်း နွေရာသီပြောင်းရွှေ့မှာလုံအောင်မဲ့အလုပ်တွေကအကန့်အသတ်တွေပါနေဖြစ်လာတယ်ဆိုပြီးတော့အမ်ဘိုရင်းကပြောထားတယ်လို့အတင်းတောင်းရှိသူတွေရဲ့ဘက်ကလည်းကျွန်တော်တို့မှာပလန်ဒီကိုစီရှိပြီးသားဆိုတဲ့ပုံစံကြီးပြောထားတော့ပြိသက်တွေမထင်မှတ်တဲ့စိတ်လူရှားပွဲရအပြောင်းရွှေ့တွေကိုလုံနိုင်မလားကြည့်ရမှာပေါ့လေဒါကတော့နီးပြဒီအတင်းရဲ့ CEO ဖြစ်တဲ့ Omar Parada ကမလေးရှားမှာရောက်နေတော့ပြောခဲ့တာဆိုတော့နွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့ဘလူးကစားသမားတွေအတင်းမှာရောက်လာမယ်ထင်ကြလေလာမယ့်ရာသီပို့ပြီးတော့ဗောနော်တိုးတက်တဲ့ United တခုဖြစ်ကျွန်တော်မြင်ရဖို့ပေါ့လေ ဆွေးနွေးကြပါဆိုကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုချီးမြှားရေးဒီမှာလည်းနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ရမယ်။ Channel လေးကို Subscribe နဲ့ Like လုပ်ဆိုလို့ရှိရင်နေပြီးတော့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးပါ။